အလုံးမင်္ဂလာပါဗျာစိုင်းလန်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းလေးတော့အဆိုတော့စစခန့်လိုက်ပါကြောင့်အောင်မြင်ရတဲ့ဆိုတော့ကိုပြောပြလာတဲ့မင်းအုပ်စုရဲ့ရုပ်သံဖိုင်းလေးကိုပြန်လဲများဝေပေးလိုက်ပါတယ်ခင်ဗျာအဲ့တော့မင်းအုပ်စုရဲ့အကြောင်းနဲ့ပတ်သက်ပြီးပါတယ်ဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေပန်ပေးကြပါခင်ဗျာအလုံးကိုလည်းစိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးမှာလူငယ်တွေအတွက် လေးစားအားကျစရာကောင်းတဲ့လူတယောက်ကြောင့်ပြောပြခြင်းပါတယ်သူ့နာမည်ကိုပြောလိုက်ရင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူကြီးလူငယ်လူလက်ကလေးအတော်များများသိကြမှာသူကတော့အစိုးရရုပ်ရှင်မင်းသားဒီကောင်စာပါရေးတဲ့တင်ပါတယ်ဆိုင်ဆိုင်ခန်းလိုက်ပါဆိုင်ဆိုင်ခန်းလိုက်ကိုကျွန်တော်ကဒီကောင်ဆိုတဲ့နာသားလေးသုံးပြီးတော့ပဲပြောသွားပြဒီကောင်လို့သုံးနေဆိုတာကလေသူ့ပုံမှာကျွန်တော်မုန်းတဲ့စိတ်မနာလိုတဲ့စိတ်ပါဆိုဘာမှမရှိပါဘူး ီကောင်းလေးကျွန်တော်ခင်ပါလေရင်းနှီးပါလေကျွန်တော်ညီလို့နေတဲ့ကောင်းဒါကြောင့်ဒီကောင်းဆိုတဲ့အနန္တလေးကိုချစ်စနိုးနဲ့သုံးနေလို့ပဲမှတ်ပေးကြတယ်ဆိုင်းဆိုင်းကကျွန်တော်တည်းအသက်ငယ်ဒါမှမဟုတ်ဒီကောင်းကအမှုမြညာလောကတဲကိုရောက်တာကျွန်တော်တည်းစောတယ်ကျွန်တော်ဆယ်နှစ်ဆောင်မှုဘက်ကိုအသေးအတန်သုံးနှစ်မြောက်တတိယဘဝနဲ့ပြန်ဖြေနေရတဲ့အချိန်မှာဆိုင်းဆိုင်းက VCD တွေမှာတင်းဆောင်လုပ်နေပိန်ဆောက်ဆောက်လေးနဲ့ကျွန်တော်ရန်ကုန်ကိုတက်လာတယ်အမှုမြညာလောကတဲရောက်တဲ့အချိန်မှာဒီကောင်းနဲ့ကျွန်တော်စပြီးစုံခဲ့ကြပါ အဲ့ဒီကြောင့်ကျွန်တော်ဘယ်တော့မှလည်းမပြောပြပါဘူးဘယ်သူမှလည်းပြောမပြခဲ့ပါဘူးဒါပေမဲ့ခုနကသူတင်ထားတဲ့ post လေးကိုတွေ့တဲ့အချိန်မှာဒီကောင်အကြောင်းလေးကိုကျွန်တော်ပြောပြခြင်းပါအားကျတဲ့စိတ်တည်ဖြစ်စီခြင်းလို့ပါအတူယူခြင်းနဲ့စိတ်တည်လူငယ်တွေရင်ထဲမှာပေါ်လာစေခြင်းလို့ဒီကောင်ဗာလေးတင်ထားလေဆိုတော့အောက်တိုဘာ15ရက်နေ့ကဆယ်ကျော်သက်ရွယ်ကလေးကအမျိုးသားဆက်ရုံမှာတချင်းတူတူဆိုဖို့လက်တွဲခေါ်ခဲ့တဲ့အမကြီးတီရီဂျီမောင်မောင်သူ့နာမည်ကြီးတချင်းတွေမှာ red light ဆိုရပွဲကလည်းအဲ့ခက်ကနာမည်ကျော်ကြီးပဲ ပထမဆုံး TV မှာဆိုဘူးတာလေမတ် TV နဲ့ပဲ MRTV မှာ live flash ဆိုရတာအဲ့ဒါလေးနဲ့သူနဲ့ TV ချီမောင်မောင်ရဲ့ပုံလေးကိုတင်တာပါသူပြောတဲ့အကြောင်းအရာသူပြောတဲ့မြို့သားစက်ရုံမှာတချင်းဆိုခဲ့တဲ့အချိန်မျိုးကိုကျွန်တော်ကထဲထဲဝင်ဝင်တိတိကျကျကိုမှတ်မိပါတယ်သိပါတယ်ကျွန်တော်နားမှာနေခဲ့ဘူးတဲ့ကျွန်တော်ညီလေးကိုလည်းကျွန်တော်ပြော့ပြော့ပြပြစ်ပါဘာပြော့ပြပြစ်တာလဲဆိုတော့ဆိုင်ဆိုင်ရဲ့ဇွဲကြည့်တာအရေးကွန်ထူတာသူလှုပ်ချင်တာသူလှုပ်တင်တာဒီဇိုင်းမှမှလှုပ်ခဲ့တာ စဉ်းစိမ့်ဒီလောကထဲစဝင်တော့တယုတ်ဆောင်ဖြစ်နေသူစဝင်ပါတယ် VCD တွေသူရိုက်တယ်အဲ့ဒီလိုရိုက်နေရတယ်ဒီကောင်သင်းပြန်ပြောင်းဆိုအချင်းဆိုနေရတယ်တကား VCD ရိုက်တယ်နောက်ပိုင်းသူအောင်မြင်လာတဲ့အခါကျတော့အဆိုတော်လိုင်းမှာတအားအောင်မြင်လာအဲ့ဒီအောင်မြင်တာကနေတယုတ်ဆောင်လိုင်းဘက်ကိုတကားသူကိုယ်တယ်တယုတ်ဆောင်လုံးနေရင်လည်းသင်းဆိုဒီနေ့ဒီအချိန်ထိဆိုင်ဆိုင်မှာပရိသတ်အခိုင်မှာရှိနေတော့မှာသူနဲ့ရွယ်လူဒန်းလူတွေတဲမှာဒီအချိန်ထိအောင်မြင်မှုကိုထိန်းထားနိုင်တယ်ဒီကောင်မှာ ဘာကြောင့်အဲ့လိုအောင်မြင်မှုကိုထိန်းထားနိုင်တယ်ဆိုတော့ဒီကောင်တော်တော်လေးအကျော်မှာပါတော်တော်လေးစူးစမ်းပါတယ်တော်တော်ကိုလည်းဒူဝေတာပြီးခံနိုင်ရည်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းလို့သူရဲ့အဲ့ဒီစိတ်ခံစားချက်တွေသူရဲ့အဲ့ဒီစိတ်တက်တိတွေဘယ်မှာကျွန်တော်တွေးကြရတယ်လဲဆိုတော့သူရေးခဲ့တဲ့တိတိချင်းမောင်မောင်သူ rap လေးတွေလိုက်ဆိုရတယ်အမျိုးသားကစက်ရုံနဲ့ဆင်မြင့်ပေါ့အဲ့ဒီချိန်တုန်းကမြန်မာနိုင်ငံရုပ်ရှင်စီးရုံရံပုံငွေဆိုပြီးတော့ဘဘဗိုလ်လေးတင်အောင်ကဒါရိုက်တာဇက်လန်းစံရင်ဒါရိုက်တာ ျွန်တော်နဲ့ academy ကိုကိုလေးက12 director တွေဖြစ်နေမြို့သားဆိုင်ပြဆက်3ပုတ်ကကြောင်းမြန်မာပြည်မှာရှိတဲ့နာမည်ကြီးနာမည်ကျော်မင်းသားမင်းသမီးတွေဇက်ပုတ်ဇက်ရံတွေအစိုးရတွေသူရေးထားသလိုပေါ့ဒိတ်တွေချဲတွေကြီးကျွန်တော်တို့ကပြဆက်မကခင်မှာ stage show ထွက်ပါတယ်အဲ့ဒီအချိန်မှာနာမည်ကျော်နာမည်ကြီးတွေဆိုကြတာပေါ့တီတီချင်းမောင်မောင်ကလည်းတအားပေါက်နေတဲ့အချိန်တအားဟော့နေတဲ့အချိန်ပထမဆုံးရမှာပဲတီတီချင်းမောင်မောင်တချင်းဆိုတယ်ပိဿကလက်ကုတ်တန်တစ်ဖြောင်းဖြောင်း အဲ့ဒီမှာ rap ဆိုရမယ်အပိုက်မှာဆိုင်ဆိုင်က rap ဆိုဒီကုံဆိုတဲ့အချိန်မှာအောက်ကနေပြီးတော့ပေးတဲ့ကတခဲနဲ့အားပေးတယ်ဒီဘက်ဖြစ်လို့အားပေးတာမဟုတ်ပါဘူးဆဲကြမောင်းထုတ်ကြအဲ့ဒီအချိန်မှာအဲ့ဒီအချိန်တုန်းကမြို့သားစဲုံလိုနေရာမျိုးမှာဒီ rap စာသားလေးနဲ့အဝင်ခွင့်ရမှာဖြစ်သေးဘူးဟောဒီကောင်ရဲ့ပုံစံဝတ်စားထားတဲ့ပုံစံကလူငယ်ပဲချိန်တာမြို့သားစဲုံကိုလာတဲ့လူတွေအနေနဲ့ကြည့်လို့မရတဲ့ပုံစံပြီအားလုံးကဝိုင်းပြီးတော့ဒီကောင်ဟောပါပြီးရှင်းခိုင်းတယ်သို့တော်ဆိုင်ဆိုင်ဒီကောင်မျက်နှာတစ်ချက်မပြတ်ပေးတဲ့ကူတစ်ချက်မညုံညင် အိုက်တင်တစ်ချက်လွဲမလွားသူဆိုရမယ်သူ rap စာတော့သူကသူတီတီငင်ငင်ပဲတကောင်ဆိုသွားဟုတ်ပြီပထမဆုံးရမှာဒီလို over ဖေးခံလိုက်ရတဲ့အတွက်ပေးသက်ကမချိတ်တော့ပြလိုက်တဲ့အတွက်နောက်နေ့ဒီမှာများဒီကောင် rap လာဆိုတော့ပါမလားလို့ကျွန်တော်တွေးမိပါတယ်မဆိုလောက်တော့ဘူးလို့လည်းကျွန်တော်ထင်လိုက်မိပါတယ်သို့တော့ဒုတိယမြောက်ညဒီကောင်ရောက်လာတာပဲဒီနေ့ကျွန်တော်မဆိုလေဒီကောင်ဆိုတာပဲပေးသက်ကလည်းပထမညတော့ကလိုမျိုးပဲလက်မခံဘူးဒီ rap စာသားတွေဒီကောင်ဆိုနေတာဟုတ် တိတဲ့အတိုင်းပါပဲဒီကောင်တွေပွက်ထားတဲ့ဝတ်စားဟိုလက်ဟန်ချီရန်တွေအစပေါ့နော်အဲ့ဒီမှာပေးသက်ကမကြိုက်မကြိုက်လေဒီကောင်ကတော့သူဆိုနေရကြီးတော့သူဆိုနေတာပဲပေးသက်မကြိုက်လို့ဆိုပြီးတော့လည်းမျက်နှာပြတ်မတော့ပေးသက်ကိုညူဆူတဲ့ပုံစံနဲ့မပြစိတ်ထက်ကြတဲ့ပုံလေဒီကောင်မှမရှိဘူး तू လောက်ရမယ်လောက်ကို तू တောင်းဝန်ကြည်စွာအကောင်းဆုံးပြအောင် तू လုပ်ပါတတိယမြောက်စလုံးတမြောက်ဒီလိုပါပဲကျွန်တော်တောက်လျှောက်ကားနေတဲ့ရဲ့ဒီကောင်တောက်လျှောက်လာဆိုတဲ့အချိန်မှာ तू လောက်ရမယ်အလောက်ကိုပဲစိတ်ထက်ပြီးတော့ပေးသက်စီကနေ तू တုတ်ပြန်တဲ့ပုံမှာ तू response negative response ဘာမှသူပြန်မပေးဘူးသူလုပ်စရာရှိတာကိုပဲလုပ်သွားတယ်ဒီကောင်နဲ့ပတ်သက်ပြောပြကြတယ်အများကြီးပါသို့သောဒါလေးတစ်ခုပဲကျွန်တော်ပိုင်းဖြတ်ပြီးပြောပြတယ်စံချိုင်ခုလိုမျိုးဘာကြောင့်အောင်မြင်တယ်လဲဒီရွယ်ထိဘာကြောင့်အောင်မြင်မှုကိုထိန်းထားနိုင်လဲဆိုဒီကောင်မှာအဲ့ဒီစိတ်ရှိလို့ပါသူလုံးဝမဲ့အလုပ်ကို तू သိတယ်ဘယ်သူတွေဘာပြောပြောသူလုံးဝမဲ့အလုပ်အကောင်းဆုံးဖြစ်အောင်လုပ်တယ်သူယူထားတဲ့တောင်းကိုကြည့်အောင်သူလုပ်တယ်ချီကျူးမှသူလုပ်တာမျိုးမဟုတ်ပါဘူး သူ့ကိုကဲ့ရယ်လေသူလုတ်တာပဲအပြစ်ပြောလေသူလုတ်တာပဲအဲ့တော့စင်ဘွားစင်ဘွားလို့អော်လေသူសួរမဲ့တခြင်းသူយកမဲ့ rap ကိုတော့သူតောင်းဝင်ကြည်ဆိုတာမျက်နှာမပြတ်ပဲយុត់သွားတာပဲဒါကြောင့်မို့လေဒီလိုစိတ်မျိုးရှိလို့လေဆိုင်ဆန်းခိုင်းလိုင်းဆိုတဲ့အဆိုတော်မင်းသားနာမည်ကျော်ဖြစ်နေနိုင်ငံကျော်ဖြစ်နေဒီနေ့ဒီချိန်ထိရှိနေနိုင်တာညီကောင်းချုပ်အနေနဲ့ပြောပါမယ်လူငယ်တွေအနေနဲ့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြီးပွားချမ်းသာခြင်းနဲ့ဆိုရင် ိုဘာလုပ်မလဲကိုလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အလုပ်တစ်ခုကိုဘသူတွေကဘာပဲဖြောဖြောဘသူတွေကဘလို့ပဲဝေဖန်ဝေဖန်ဘသူတွေကဘလို့ပဲတိုက်ခိုက်တိုက်ခိုက်အမျိုးသားကစက်ယုံရဲ့စင်မြင့်ပေါ်မှာဆိုင်ဆိုင်ခန်းလိုက်ထားခဲ့တဲ့စိတ်မျိုးထားပြီးတော့သာလုပ်ကြမယ်ဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်ဆိုင်ဆိုင်ခန်းလိုက်အောင်မြင်တယ်လို့ကြော်ကြားတယ်လူချစ်လူခင်များ